ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဖူခတ်လေစိတ်ကနေဖူခတ်မြို့ထဲမှာငှားရတဲ့အခန်းကိုလိုင်းကားစီးပြီးတော့သွားတဲ့အတွေ့အကြုံလေးကိုပြောပြပေးပါမယ်ဗျကျွန်တော်အနေနဲ့ဒီခီးစဉ်ကဖူခတ်ကိုပထမဆုံးသွားပြတဲ့ခီးစဉ်ဖြစ်တာမို့ကျွန်တော်ငှားရတဲ့ဟိုတယ်ရဲ့နေရာအတိအကျကို မသိသေးသလိုဘယ်လိုင်းကားစီးရမယ်ဗမာဆင်းရမယ်ဆိုတာလည်းမသိသေးပါဘူးဗျအခုလေစိတ်ထွက်ထွက်ချင်းနေရာမှာ ငွေလဲကောင်တာတွေနဲ့ကားရန်တယ်တွေရှိတာတွေ့ရပါတယ်။ကိုပါတာကားမောင်းတတ်တယ်ဆိုရင် လေစိတ်ထဲမှာတရက်ဘလောက်ဆိုပြီးတော့ငားမောင်းလို့ရပါတယ်။ကားငှားကားကတရက်ကိုဘတ်တထောင်ဝင်းကျင်လောက်ပဲ ရှိနိုင်ပါတယ်ဗျ။ကျွန်တော်တို့ကလိုင်းကားစီးမှာဆိုတော့လေစိတ်အဆောက်အဦအပြင်ဘက်ကိုထွက်ရပါမယ် ပြင်ဘက်မှာလည်းတက်စီစားပစ်ကောင်တာတွေတွေ့ရပါတယ်ဗျကားစီလုံးဟားတာနဲ့မီနီဗန် မီနီဘတ်တွေကိုရှဲပြီးစီးတာဆိုပြီးရှိတာတွေ့ရပါတယ်ဒီမှာဇင်းနှုံလေးတွေလည်းရေးထားပေးပါတယ်မြို့ရဲကိုတယောက်150ပတောင်ကန်းကြီးဘက်ကို180ဘတ်နဲ့ကတာကန်းကြီးကရွန်ကန်းကြီးတို့ကိုတော့တယောက်200ဘတ်လို့ရေးထားပါတယ်ဒီမီနီဘတ်တွေစီးပြီးတော့မြို့ထဲကိုသွားမယ်ဆိုရင်45မိနစ်လောက်စီးရမှာဖြစ်ပြီးတော့ကန်းကြီးဘတ်တွေကတနိုင်တနိုင်ဝဲလောက်စီးရနိုင်ပါတယ်ဗျ။ ကျွန်တော်တဲဖို့ငားရတဲ့နေရာကိုကျွန်တော် grad ကနေတက်စီကကြီးလိုက်တာဘတ်800လောက်ကျမယ်လို့ပြတာဆိုတော့အရန်ကိုဈေးကြီးပါတယ်အခု mini bus တွေကတစ်ယောက်ကို150ဆိုတော့ဈေးမစိုးပါဘူးဈေးတန်တယ်လို့ဆိုနိုင်ပါတယ်ဗျ၄ရောက်လောက်ခီးသွားတာဆိုရင်တော့တက္ကစီစီးတာကလည်းတန်တယ်လို့ပြောနိုင်ပါတယ်။လူနှဲတယ်ဆိုရင်တော့အခုမီနီဘတ်လေးတွေလည်းမစိုးဘူးလို့ထင်ပါတယ်ဗျ။ကျွန်တော်ကတော့ဒီနေ့လိုင်းကားစီးကြည့်မယ်သွေးထားတာမို့လိုင်းကားရှိတဲ့နေရာကိုဆက်သွားပါမယ်ဗျ။ ူခတ်လေသိကနေလိုင်းကားကတော့3လိုင်းရှိတယ်လို့ပြထားပါတယ်လေသိကနေပတောင်ကတာကရွန်စတဲ့ကန်းကြီးတွေအပြင်ဖူခတ်ကျွန်းရဲ့ဟိုဘက်ထိပ်လဝေထိပ်ရောက်တဲ့လိုင်းတလိုင်းဖူခတ်မြို့ဟောင်းဘက်သွားတဲ့လိုင်းကားကတလိုင်းနဲ့ပတောင်ကတာကရွန်တို့ကိုသွားတဲ့လိုင်းဆိုပြီးတော့ကားလိုင်း3လိုင်းရှိတာတွေ့ရပါတယ်ကျွန်တော်ကမြို့ထဲဘက်မှာအခန်းငှားရတာဆိုတော့ route 2ကိုစီးရပါမယ် ဟိုတယ်နေရာကို Google Map ကနေကားဆရာတွေကိုမေးကြည့်လိုက်တော့အခုဒီကားအဝါလေးစီးရမယ်လို့ပြောပါတယ်။ကားကားကလည်းတယောက်ကိုဘတ်တရာပါ။အကွန်ကားပါပစ္စည်းတွေထည့်ဖို့ကားအောက်မှာနေရာလဲပါတော့မို့ luggage ပါတယ်ဆိုရင်လည်းစီးဖို့အဆင်ပြေပါတယ်။ကားတွေကဘယ်လိုင်းမဲ့ဖြစ်ဖြစ်တနိုင်ချားတစည်းလောက်ပဲရှိတာမို့လို့ထိုင်ကုန်မရခဲ့ရင်တော့မတည့်ရစီးရမှာပါ။ တနိုင်လောက်စီးပြီးတဲ့အခါမှာတော့ဟိုတယ်နားကကာမှတ်တိုင်မှာရက်ပေးပါတယ်ဗျလိုင်းကားဖြစ်တာမို့လို့သူတို့တတ်မှတ်ထားတဲ့ကာမှတ်တိုင်မှာပဲရက်ပေးပါတယ်ဗျကားကတော့လေးစိတ်ကနေကျွန်တော်တနိုင်ကြော်လောက်စီးလိုက်ရပါတယ်ဗျဈေးတက်တက်တတာနဲ့စီးကျင်နေဆိုရင်တော့ဒီလိုင်းကားတွေကအဆင်ပြေပါတယ်ဗျကိုစင်းရမယ့်နေရာစီးရမယ့်ကားမသိဘူးဆိုရင်လည်းကားသမားတွေကို မေးမြန်းပြီးတော့စီးလို့ရပါတယ်ဗျကျွန်တော်ဆိုရင်လည်းအခုဒီနေ့ကကားသမားကို Google Map ပြပြီးတော့စီးခဲ့တာပါ အခုကတော့ဂိုင်းရက်ပေးတဲ့နေရာကနေဟိုတယ်ကိုလမ်းလျှောက်ရပါအောင်မယ်ဗျ Google Map မှာပြထားတာအရာကားဂိတ်နေရာကနေတဲမဲအခန်းနေရာအထိကို10မိနစ်ကြော်ကြော်လောက်လမ်းလျှောက်ရပါမယ်ဗျအထုပ်အပိုးကြီးကြီးမားမားပါတဲ့သူတွေဆိုရင်တော့တဲတဲ့နေရာကမှတ်တိုင်နဲ့ဝေးမယ်ဆိုရင်လိုင်းကားစီးတာကတိတ်ပြီးတော့အဆင်မပြေနိုင်ပါဘူးဗျဖူခတ်ကိုကျွန်တော်သွားတော့ကလေရင်လက်မှတ်ကိုဈေးချတဲ့အချိန်ဝယ်ထားတာမို့အရန်ဈေးသက်တာပဲမယ့် ိုတယ်ကတော့လာကနီးမှပဲ booking လုပ်ပြတာမို့ရှားရနေနေခက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်သွားခဲ့တဲ့ရက်တွေကဖူခက်ရဲ့ခီးတွားယာဒီလဲဖြစ်တယ်လို့ဖူခက်မှာ EDC ဆိုတဲ့ပွဲလုံနေတဲ့ကာလနဲ့လည်းတိုက်ဆိုင်သွားတာမို့အခန်းအများစုကပြည့်နေတယ်လို့ဈေးတွေကလည်းပုံမှန်ထက်ကြီးပါတယ်ဗျအဲ့ဒါကြောင့်ကျွန်တော်ပထမဆုံးတဲပြတဲ့အခန်းကို hotel booking website တွေကနေ booking လုပ်ထားတာမဟုတ်ဘဲ Airbnb ကနေစမ်းဟာကြည့်ခဲ့ပါတယ်ဗျ ကျွန်တော်အနေနဲ့ဆိုရင် Airbnb တုံးတာကပထမဆုံးအကြိမ်လေးဖြစ်ပါတယ်ဗျ။အခုကတော့ကျွန်တော်တဲမဲ့အခမ်းအနားလေးရောက်လာပါပြီဗျ။ဒီနေရာကိုငှားပစ်တာကဖူခတ်အိုတောင်းနဲ့နီးတာရဲ့ဈေးတော်တာရောကြောက်ပါ။ Airbnb ကနေအခုအခမ်းကို ကျွန်တော်ငှားတာတညာဘတ်800ပဲပေးခဲ့ရပါတယ်။နေရာအနေအထားအဖြစ်ကတော့အိုတောင်းဘက်ကိုလမ်းလျှောက်သွားမယ်ဆိုရင်ဒီနေရာကနေ15မိနစ်လောက်ရှောက်ရပါမယ်ဗျ။မနီးလုံးမဝေးလုံးလို့ဆိုနိုင်ပါတယ်ဗျ။ ျွန်တော်ငှားထားတာကတော့ဒီအပါတမန်ကအခန်းပါဗျအခန်းအနေထားလေးကိုအရင်ဆုံးကြည့်အောင်ပါဗျအခန်းကတော့ဒဘယ်ဘတ်2ယောက်ခန်းမှာ TV အကွန်ရေခဲတက်တာဗီဒိုစတဲ့ဖြစ်အခန်းတစ်ခုမှာပါတင်တာလေးတွေအကုန်ပါပါတယ်အခန်းလေးကျယ်ပြီးတော့အတော်လေးကိုတတ်ပါတယ်ဗျာ ခန်းအနေအထားကတော့ပေးရတဲ့ဈေးနဲ့တန်တယ်လို့ပြောရပါမယ်ဗျ။ Airbnb မှာကအခုလိုမျိုးအပါတ်မန့်တွေ၊ကွန်ဒိုခန်းတွေ၊လုံချင်းအိမ်တွေအပါအဝင်ဟိုတယ်မဟုတ်တဲ့ပိုင်ရှင်တိုက်ရိုက်အခန်းမျိုးတွေကိုလည်းငှားလို့ရပါတယ်ဗျ။အခုဒီအပါတ်မန့်ရဲ့ဝန်ဆောင်မှုပုံစံကဟိုတယ်နဲ့တိတ်တော့မကွာပါဘူး။ရီဇက်ရှင်ရှိတယ် ဝန်ထမ်းတွေရှိတယ်ဆိုတော့ဟိုတယ်ငှားပြီးတဲနေရတဲ့ပုံစံမျိုးပဲခံစားရပါတယ်အခန်းလေးလာရှင်းပေးတယ်တရက်ပြီးရင်နောက်တရက်အတွက်ရေဘူးအစ်စ်ထပ်ပေးတာမျိုးဆိုတော့ဟိုတယ်နဲ့တိတ်မကွာပါဘူးတဲပြတဲ့အခန်းရဲ့ပတ်ဝန်းကျင်ကတော့ဘာမှထွထွတူတူမရှိပါဘူးညဘက်ဆိုရင်တိတ်တိတ်ဆိတ်ဆိတ်နဲ့နေလို့အဆင်ပြေပါတယ်လမ်းအတွင်းနဲ့နည်းနည်းဝင်ရတာလေးတခုပဲရှိပါတယ်ဗျဖူခတ်ရောက်တဲ့အခါမှာဖူခတ်အိုတောင်းကလည်းအ ਨੇ ဆုံးတ냐အိတ်လောက်တော့လေတင်းတဲ့နေရာဖြစ်တော်မူ ဖူခတ်အိုတောင်ဘက်တဲဖို့စဉ်းစားတင်ပါတယ်ဒါပေမဲ့ကိုခီးသွားတဲ့ကာလာအိုတောင်ထဲမှာအခန်းတွေအရန်သေးကြီးနေရင်အခုလိုမျိုးအိုတောင်ထဲမနီမွေးလေးမှာရှာပြီးတော့တဲကြည့်နိုင်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်ပြီးမျှဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လှူထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ thank you